မင်္ဂလာပါခင်ဗျရန်ကုန်ခရစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မန္တလေးအမြန်လမ်းမှာအချက်ဖက်စကောင်းစီဘက်ကမိသက်ညွန်ကြရင်မှုရွှေပနဲ့ဇနီးအပြင်ဗိုလ်ကြီးဇနီးဒေါ်ယူယူခိုင်ပါဝင်စကောင်းစီလက်အောက်ခံစစ်ဘက်အရက်ဖက်နဲ့ပြူစောတီစုစုပေါင်း6ဦးကိုတော်လန်ရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားတယ်ဆိုပါတယ်ထိုင်းမြန်မာနေဆက်မှာပျောက်ဆုံးခဲ့တဲ့တရုတ်နိုင်ငံတရုတ်ဆောင်မင်းသားကိုမြန်မာဘက်အချမ်းမှာပြန်လည်တွေ့ရှိခဲ့ပြီး ထိုင်းနိုင်ငံရဲချုပ်ကတော့ရောက်ခေါ်ဆောင်နေတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ရန်ကုန်မန္တလေးအမြင်လမ်းမှာအချက်ဖက်စကောက်စီဘက်ကမိသက်ညွန့်ကြာရင်မှုရွှေပနဲ့ဇနီးအပြင်ဗိုလ်ကြီးဇနီးဒေါ်ယူယူခိုင်အပါဝင်စကောက်စီလက်အောက်ခံစစ်ဘက်ရက်ဖက်နဲ့ပြူစောတိစုစုပေါင်း6ဦးကိုဒေါ်လန်ရေးတက်တွေကအရှင်ဖန်းစီရမိထားတယ်လို့အောက်ဆန်းလန်းနမောက်တာဝန်ခံဗာမတီကရန်ကုန်ကစ်တစ်ကိုပြောပါတယ် အဲ့ဒီလိုအရှင်ဖန်းစီရမိထားတဲ့အထက်ကအကြံဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်မိသက်ညွန်ချိုင်းမှုရွှေပနဲ့ဇနီးဒေါခင်ရွှေရွှေဆိုတဲ့သူတို့ကိုဒီဇင်ဘာလ28ရက်နေ့ကပဲရန်ကုန်မန္တလေးမြန်လန်းမိုင်းတိုင်းအမှတ်262မှာအောက်ဆက်လန်းနတ်မောက် တပ်ဖွဲ့ကအရှင်ဖန်းစီရမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီနောက်မိသက်ဦးစီးဌာနညွန်ချိုင်းမှုရွှေပရဲ့လက်ကင်ဖုန်းကိုစစ်ဆေးရမှာတော့ PDF တပ်ဖွဲ့ရဲ့စီရေလှုပ်ဆောင်ချက်တွေကိုသူကိုယ်တိုင်တီနီယာအတီကျသတင်းပေးပြီးစကန်ဝင်စီဒါရီအပါဝင်လက်ပေးလက်ယူလှုပ်ထားတဲ့အချက်အလက်တွေကိုပါတွေ့ရှိရပြီး ဒေါ်လာရင်းကိုအမျိုးမျိုးဒုက္ခပေးနေတဲ့သူအဖြစ်စီစစ်တွေ့ရှိခဲ့တယ်ဆိုပါလေအလားတူဒီဇင်ဘာလ31ရက်နေ့ကလည်းအဲ့ဒီရန်ကုန်မန္တလေးအမြန်လန့်မိုင်းတိုင်အမှတ်262ဝင်းကျင်မှာပဲစစ်ကောင်စီရဲ့ထောက်ပို့တပ်ကတက်ချက်တူပူစော်တီတူကပ္ပဆာစစ်သားတူနဲ့ဗိုလ်ကြီးတူရဲ့ဇနီးဖြစ်သူဒေါ်ယူယူခိုင်ဆိုသူတို့ကိုပါဒေါ်လာရင်းတပ်တွေကအရှင်ဖမ်းဆီးရမိထားပြီးလက်ရှိမှာတော့အဲ့ဒီလိုဖမ်းဆီးရမိထားတဲ့စစ်ကောင်စီဝင်တွေအကုန်လုံးကို တပ်ဆိုင်ရာပကပတပ်ဖွဲ့တွေစီအနှံထားလိုက်ပြီဖြစ်တယ်လို့လေအောင်ဆန်းလန်းနတ်မောက်တာဝန်ခံဗမာတိကရန်ကုန်ခေတ္တကိုပြောထားပါလိမ့်ခင်ဗျတပ်ဖက်မှာလေဒင်းသားဤတိုင်းပလောမြို့ပေါ်အမှတ်နှစ်ရက်ကွက်ကအချမ်းဖက်စစ်ကောင်စီရဲ့စစ်ဘက်ရဲရစာဖယုံကိုတော်လန်ရေးတတွေကဝင်ရောက်စီးနေတဲ့အချိန်စစ်ကောင်စီတပ်သားတွေအကုန်လုံးကြောက်လန့်တကြနဲ့ထွက်ပြေးသွားကြတဲ့အတွက်တော်လန်ရေးတတွေကရုံကိုမိရှို့ရှင်းလင်းခဲ့တယ်လို့ဘိတ်ခဲအမှတ်တစ်တရင်ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ် ဇန်နဝါရီလ6ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲဘလောမျိုးပေါ်အမှတ်နှစ်ရက်ကွက်မှာရှိတဲ့အကြံဖက်စစ်ကောင်စီရဲ့စစ်ဘရေးရာစာဖတ်ယုံကိုတော်လန်ရေးတပ်တွေကဝင်ရောက်စီးနင်းခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန်ယုံနယ်မှာရှိတဲ့စစ်ကောင်စီတပ်သားတွေဟာယုံကိုဒီအတိုက်ထားခဲ့ပြီးကြောက်လန့်တကြားနဲ့အကုန်လုံးထွက်ပြေးသွားကြတဲ့အတွက်တော်လန်ရေးတပ်တွေကအဲ့ဒီစာဖတ်ယုံကိုပါမိရှုရှင်းလင်းခဲ့တယ်လို့ဗိုက်ခဲအမှတ်တတရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်အဲ့ဒီစာဖတ်ယုံတဲ့ကနေ စစ်ကောင်စီတပ်ရဲ့သက်ဆိုင်ရာစာရွက်စာတမ်းတွေနဲ့အတူကြည်ပေါက်နဲ့ကြည်စံအတောင့်တရာကိုပါတော်လိုင်းရေးတပ်တွေကသိမ်းဆီးရရှိခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာဒီတခါမကွေးတိုင်းဘက်မှာတော့စလေးမျိုးအနီးစည်ရဲရလမ်းမိုင်းလုံခြုံရေးဝင်ရောက်စစ်ဆင်းနေတဲ့တော်လန်ရေးတပ်တွေနဲ့အချမ်းဖတ်စစ်ကောင်စီတပ်ကြားပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးစေကောင်စီတပ်သားနှစ်ဦးကတော့အသီးသီးသိမ်ကုန်ကြပြန်ပြီလို့စလေးမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဇန်နဝါရီလ9ရက်နေ့ကပဲ ဆလင်းမျိုးအနီးစည်ရဲအရလမ်းမိုင်းလုံကြုံရေးဝင်ရောက်ဆစ်ဆင်းနေတဲ့တော်လန်ရေးရဲဘော်တွေကိုမြို့ထဲဝင်လာမှာကြောက်လန့်ပြီးစစ်ကောင်စီဘက်ကရောက်လာတဲ့အချိန်တော်လန်ရေးတပ်တွေနဲ့ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုပြစ်ခတ်မှုအတွင်းစစ်ကောင်စီတပ်သားနှစ်ဦးကတော့နေရာမှာတင်ပြစ်လဲပြီးအသီးသီးတိတ်ကုန်ကြပြီးတဲ့နောက် သူတို့ရဲ့စစ်ကူတွေကိုအသေးအံခေါ်ရတဲ့အထိကြောက်လန့်တကြပြစ်သွားကြတယ်လို့လဲစလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောထားပါတယ်။အဲဒီလိုပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီမဲ့လဲစလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေစစ်ရေးအရစလင်းမြို့အနီးမှာလမ်းမိုင်းလုံခြုံရေးတွေကိုစနစ်တကျစစ်ဆေးမှုတွေလှုပ်ဆောင်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာ။တစ်ဖက်မှာတော့မန္တလေးတိုင်းမိဒီလာမြို့အခြေဆိုင်အချက်ဖက်စစ်ကောင်စီရဲ့ရဲတရင်35မှာတာဝန်ကျနေတဲ့စစ်မှုထမ်းတပ်သားတဲ့ရဲတပ်သားမောင်နေသူအောင်ဆိုတဲ့သူဟာ လက်နက်နဲ့အတူထွက်ပြေးလာပြီးတော်လန်ရေးတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့ Southern Wires ကပီဒီအက်တပ်ဖွဲ့ရဲ့ကိုအောင်မောင်းကရန်ကုန်ခေတ်တကိုပြောပါတယ်မန္တလေးတိုင်းပကံချောင်းမြို့ကရင်တရားဆေးအုံမှာလုံချုံရေးတာဝန်ကျနေတဲ့အကြံဖက်စကောင်စီရဲ့မီဒီတာမျိုးအခြေဆိုင်ရဲတရင်35ကအသက်16နှစ်အရွယ်စစ်မှုထမ်းတပ်သားတရဲတပ်သားမောင်နေသူအောင်ဆိုတဲ့သူဟာဇန်နဝါရီလ၄ရက်နေ့ကပဲလက်နက်နဲ့အတူထွက်ပြေးလာပြီးတော်လန်ရေးတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတရဲတပ်သားမောင်နေသူအောင်ဆိုတဲ့သူကို ဒေါ်လာရေးတက်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုဆိုခဲ့ပြီးတဲ့နောက်လက်နက်ပါပါလာတဲ့အတွက်ငွေကျပ်340ကိုလည်းစုငွေချင်းမြင့်ပေးခဲ့တယ်လို့ Southern Wire ဆို PDF တက်ဖွဲ့ရဲ့ကိုအောင်မောင်းကပြောထားပါတယ်ခင်ဗျအခုတစ်ခါဆက်ချင်တာကတော့ထိုင်းမြန်မာနယ်စပ်မှာပျောက်ဆုံးခဲ့တဲ့တရုတ်နိုင်ငံတရုတ်ဆောင်မင်းသားကိုမြန်မာဘက်အချက်မှပြန်လည်တွေ့ရှိခဲ့ပြီးထိုင်းနိုင်ငံရဲချုပ်ကပွားရောက်ခေါ်ဆောင်နေတယ်လို့ထိုင်းသတင်းတွင်မှဖော်ပြထားပါတယ်အဲ့ဒီတရုတ်နိုင်ငံတရုတ်ဆောင်မင်းသားဝမ်ရှင်းဆိုတဲ့သူဟာ ထိုင်းမြန်မာနယ်စပ်အနီးမှာပျောက်ဆုံးနေတဲ့အကြောင်းကိုဇန်နဝါရီလ6ရက်နေ့ဖြစ်တဲ့မနေ့ကပဲအတည်ပြုခဲ့တယ်ဆိုပြီးတရုတ် Global Times သတင်းဌာနကနေလည်းဖော်ပြခဲ့ပါတယ်။အဲ့ဒီနောက်တရုတ်နိုင်ငံတရုတ်ဆောင်မင်းသားဝမ်ရှင်းပျောက်ဆုံးမှုကိုတရုတ်လူမှုကွန်ရက်တွေမှာဆွေးနွေးမှုတွေမြင့်တက်လာတဲ့အချိန်မှာပဲထိုင်းနိုင်ငံမှာရှိတဲ့တရုတ်တန်ယုံကရောမြန်မာနိုင်ငံမှာရှိတဲ့တရုတ်တန်ယုံကပါအဲ့ဒီတရုတ်နိုင်ငံသားတရုတ်ဆောင်ဝမ်ရှင်းကိုပြန်လဲရှာဖွေဖို့သက်ဆိုင်ရာတွေကိုတောင်းဆိုမှုတွေလှုပ်ဆောင်ပြီးတဲ့နောက်မှာတော့ထိုင်းမြန်မာနယ်စပ်မြန်မာနိုင်ငံဘက်အချမ်းမှာပြန်လဲတွေ့ရှိထားတယ်လို့ တရုတ် Global Times သတင်းဌာနကနေဖော်ပြထားပါတယ်လက်ရှိမှာတော့အဲ့ဒီလိုမြန်မာနိုင်ငံဘက်အချမ်းမပြန်လဲတွေ့ရှိထားတဲ့တရုတ်နိုင်ငံတရုတ်ဆောင်မင်းသားဝမ်ရှင်းဆိုတဲ့သူကိုထိုင်းနိုင်ငံရဲချုပ်ကနေတွားရောက်ခေါ်ဆောင်ပေးနေတယ်လို့သူဟာထိုင်းနိုင်ငံလေဆိပ်ကနေတဆင့်ထိုင်းမြန်မာနယ်စပ်မြန်မာနိုင်ငံဘက်အချမ်းထိရောက်ပြီးတော့ဘလို့ပျောက်ဆုံးခဲ့တယ်ဆိုတဲ့အကြောင်းကိုထိုင်းသတင်းတွေမှာရောတရုတ်သတင်းတွေမှာပါလောလောဆယ်ဖော်ပြထားခြင်းမရှိသေးပါဘူးခင်ဗျဟုတ်ကဲ့ဒါကတော့ရေအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ ကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ